အဲ့တော့သူများကိုချစ်တာပဲဖြစ်ကိုအချစ်ခံတာပဲဖြစ်ဟိုကိုလည်းကြိုးစိုက်ပေးပါ စာပေတခုမှဖတ်ဖို့ပါတယ်ပရမရခတိအတ္တနာမရခတိအတ္တမရခတိပရမရခတိဆိုတာကိုကိုကိုချစ်ရင်စောက်ချောက်ပါကိုကိုကောင်းအောင်နေပါသူများကိုချစ်တယ်လေသူများစောက်ချောက်ပါကောင်းအောင်ထားပါအဲ့တော့သူများကိုချစ်ရင်ကိုကိုချစ်တယ်လို့ပါပဲကိုကိုချစ်ရင်သူများကိုချစ်တာနဲ့ရောက်ပါတယ်အဲ့တော့သူများကိုချစ်ရင်ကိုကိုကောင်းအောင်နေ ကိုကိုချင်းလဲကိုကကိုကောင်းအောင်နေအဓိကကကိုကိုပါပဲကိုသူကသူမြောက်ချစ်ဖို့ဆိုရင်ကိုစီမှာချစ်တယ်အများကြီးချစ်ဖို့လိုအပ်ပါတယ်အင်းအဲ့တော့အဲ့ဒီချစ်ပြီဆိုရင်ဘယ်လိုချစ်မှလဲတယောက်တည်းနဲ့အများကိုချစ်မှလားအများကြီးကိုတယောက်တည်းချစ်မှလားမတူပါဘူးတယောက်ကအများကြီးကိုချစ်တယ်ဆိုတာဥမာရှင်များတို့တပြည့်တို့ဆိုရင်အဲခွင့်ပြတဲ့အတွက်ကြောင့်ကိုစီမှာအများကြီးလူတွေလာကြတယ်အဲ့တော့တယောက်တည်း လာတဲ့ပုံကိုယ်တွေကိုသူတို့အစာပြေတစ်ခုမှရှိတယ်လေဝင်ရောက်ခုနာပြန်ထွက်သွားတော့ကိုင်းဖြားတစ်ပင်ခါသွားတယ်တဲ့ချမ်းသူမတန်းတပြိမဲ့ချမ်းသူလွန်ရတဲ့ဇလန်းတွေပါပဲဆိုတာအဲ့လိုမျိုးပေါ့အဲ့တော့တယောက်ထဲကနေအများကြီးကိုချစ်တာ ਨੇ တယောက်ထဲကိုအများကြီးချစ်တာမတူဘူးကိုတယောက်တည်းကအများကြီးကိုချစ်တယ်ဆိုတာလူထောင်ပေါင်းများများဆိုတာချစ်လို့ရတယ်။ဒါပေမဲ့အဲ့ဒီတယောက်တည်းကိုပဲအများကြီးချစ်သွားရင်အဲ့ဒီလူကနစ်ဖို့တော်တော်လွယ်ပါတယ်။ အများကြီးကိုတယောက်တည်းချင်းရင်တော့နေဖို့မလွယ်ပါဘူးပေါ့အဲ့တော့လူတွေကပြောကြတယ်လေအာမင်းနဲ့တာဆိုရင်ဆိုတာပြောကြတာအဲ့တော့လူတွေကိုကိုကဟိုသဘောကျတဲ့ခံကြရင် သူ့မှာစိုးကွက်တယ်ဘလောက်ပဲရှိနေတယ်ဆိုစေကောင်းမှု သူ့မှာအပြစ်တွေဘလောက်ပဲများတယ်ဆိုစေကောင်းမှုသူ့မှာဘလောက်ပဲရုပ်ဆိုးတယ်အစင်ပြေဘူးဆိုစေကောင်းမှုရှင်းရှင်းတစ်ခုတည်းနဲ့ ဲ့ဒီအရာဒီအားလုံးကိုဖို့ပြစ်ပြီးတော့တအားလာလာတယ်ဂျင်းနဲ့ဆရာကောင်းလာတယ်ဂျင်းတို့ဆရာကောင်းလာတယ်ဒါတွေအချစ်ရဲ့စွမ်းအားတွေပဲဒါမဲ့တခါတလေကြလို့ရှိရင်တော့လူတယောက်ကကိုတအားချစ်နေမှတည့်ရတာနဲ့အချင်းချင်းအခါခါနာကျင်စေမိပြီးအပြစ်ပဲခံရတာများလာပြီဆိုရင်အဲ့ဒီအချစ်တွေနဲ့ဖို့ထားတဲ့အရာတွေအလုံးဟာ တပိပိနဲ့မိပြန်သွားတတ်တယ်အဲ့ဒါကြောင့်မလို့လောကမှာကိုချစ်တဲ့လူကိုပိုင်ဆိုင်ခွင့်ရတာတိတ်ပြီးကံကောင်းတယ်ဒါပေမဲ့ကိုကိုကိုချစ်တဲ့ပုဂ္ဂိုလ်ကိုရထားတာပိုးပြီးကံကောင်းတယ်အဲ့တော့လူတွေကကိုချစ်တဲ့ပုဂ္ဂိုလ်တွေအတွက်နဲ့ပဲအချိန်ကုန်သွားကြပြီမဲ့ကိုကိုကိုချစ်တဲ့ပုဂ္ဂိုလ်တွေအတွက်တွေကြတော့ချိန်ပေးဖို့ သိနှောင်နေကြတယ်သိဝင်လေးကြတယ်ဥမာတပတ်ကြည့်ပေါ့အိတ်နေတာကြည့်ဒါသူ့ဘွားဒါအိတ်နေရသူကျဉ်တ်နေတာလေနော်အဲ့တော့အဓိကပြောချင်တာပါလဲဆိုတော့တူတောင်းတဲ့အရာတွေကဟိုလွတ်နေရရင်ချိန်နေကြတယ်ဒါတွေ့တဲ့အခါကျအချိန်ရန်တူတောင်းတယ်အထီးကြံတဲ့အခါမှာအရန်ခြေကြပြိမဲ့တီတီတတာလောက်ရတဲ့အချိန်တွေအရန်တူတောင်းလို့နေအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်လောကမှာ ကိုကိုချစ်တဲ့လူကိုလည်းလေးပေးဖို့လိုသလိုကိုချစ်တဲ့လူကိုလည်းစိတ်ချမ်းသာအောင်ထားဖို့လိုပါတယ်